Hello everyone ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကအိန္ဒိယသမုဒ္ဒရာမှာရှိတဲ့တောင်အာရှရဲ့တောင်ဘက်မှာရှိတဲ့ Morris Island အကြောင်းလေးပဲဖြစ်ပါတယ်။ကျွန်းပေါင်းတထောင်ကျော်ရှိပြီးတော့လှပတဲ့ကျွန်းစုတွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံလေးဖြစ်ပါတယ်။အဲဒီကျွန်းပေါင်းတထောင်ကျော်ထဲမှာလူလုံးကျွန်းဆင်ရပါဝင်ပြီးတော့အဓိကကတော့ခရီးသွားတွေအတွက်ကိုဆွဲဆောင်တဲ့လူများဆုံးနေထိုင်တဲ့ကျွန်းပေါင်းဆင်ရပဲဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်အနေဆုံးမှာရှိပြီးတော့အမြင့်ဆုံးနေရာမှာဆိုရင်တော့ကျွန်တော်တို့5မီတာပဲရှိပါတယ် ယာရီဥဒုပြောင်းလဲမှုရှိပြီးတော့တခါတရံမှာစိန်ခေါင်းမှုလည်းဖြစ်နေပြန်ပါသေးတယ်။ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ Modif Iceland ကတော့ကြိုက်ဆုံးပါပဲ။ဘာဖြစ်လို့လဲဆိုတော့ Modif Kanji ရဲ့အလှကဒီသေးဖြူဖြူပင်လယ်ပြပြဝင်းနဲ့ဆွဲဆောင်ထားပြီးတော့ကျွန်တော်တို့မဖြစ်မနေတွားရောက်လဲပန်းမယ်နေရာကူထဲမှာလည်းပေါဝင်နေတဲ့နေရာပဲဖြစ်ပါတယ်။ကြီးလင်တောက်ပနေတဲ့ပင်လယ်ရင်မျက်နှာပြင်အောင်မှာလှပတဲ့တန်းတာကြောက်တန်းတွေနဲ့ဘာမျိုးစိတ်မျိုးစုံကိုလည်းမြင်တွေ့ရမှာဖြစ်ပြီး စကူဘာဒိုင်ဗင်သမားတွေရဲ့အနှစ်သက်ဆုံးများတစ်ခုဆိုလည်းမမှားပါဘူးဒီလိုရင်သက်ရှူမှုဖွယ်ကောင်းတဲ့ပင်လယ်ပြင်ရဲ့ရှုခင်းတွေကိုကြည့်ရှုခံစားရင်းမော်ဒစ်ကိုတွားရောက်လက်ပတ်ဖို့လေကျွန်တော်ရဲ့မိတ်ဆွေတွေလည်းဘလို့စိတ်ဝင်စားစရာကောင်းလဲဆိုတာကိုလည်းပြန်လည်ပြောပြနိုင်ပါတယ် snorkeling စကူဘာဒိုင်ဗင်သမားတွေအတွက်အနှစ်သက်ဆုံးများတစ်ခုဆိုတာလည်းသိချပါပဲဝိုးပေါ်စီးရကြည့်ရတဲ့ငင်ဝဲရတဲ့တော့ကျင်းနေစီရမယ်နော်နောက်ထပ်ကျုံးနဲ့ပတ်သက်တဲ့တည်စီခြင်းရဲ့အကြောင်းအရာကတော့ ဒီ Modis Iceland ရဲ့ကုန်းပြင်ဧရိယာရဲ့စုစုပေါင်းအကျယ်ဝန်းက298စတူရန်ကီလိုမီတာပဲကျယ်ဝန်းပါတယ်ခင်ဗျာဒါအပြင်ကုန်းပြင်ဧရိယာအ ਨੇ ဆုံးနဲ့ကမ္ဘာအသေးငယ်ဆုံးဆယ်နိုင်ငံစီးရင်းထဲမှာလည်းပါဝင်ပါတယ်လူကြီး၄သိန်းကျော်သာနေထိုင်ပြီးတော့အဓိကစီးပွားရေးကတော့ Authentic ခီးပွားလုပ်ငန်းအပြင်ဒေတာတွင်းဖြစ်တဲ့ငါးဖန်းလုပ်ငန်းနဲ့ခြားဝန်ဆောင်မှုလုပ်ငန်းအပြင်တွင်းကိုပို့ပုံဝေလဲဝန်ဆောင်မှုတွေနဲ့ရည်တည်နေတဲ့နိုင်ငံငယ်လေးပဲဖြစ်ပါတယ် မြို့တော်ကတော့မာလီဖြစ်ပြီးတော့ကျုံးပေါင်း26အုပ်စုနဲ့ဖွဲ့စည်းထားပြီးတော့ကမ္ဘာအလှပဆုံးကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ဒါကြောင့်မဖြစ်မနေအတွားရောက်လေပတ်တင်တဲ့အကောင်းဆုံးနေရာလေးတစ်ခုအဖြစ်နဲ့နှိစက်ပေးလိုက်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။